ခြေခွက်ကိုတကယ်တမ်းဘာကမုန်းနေနေတာလဲကနန်းတီလာတည်င်းတီလာတကယ်တော့လေအစွမ်းအထက်ဆုံးမောင်းနေတဲ့အာက ကျွန်တော်တို့အားလုံးရဲ့အတွင်းထဲမှာရှိနေတာခါအဲ့အာကတော့လောဘနဲ့ကြောင်ယုံချင်းမှာပဲဒီနေ့မှာတော့ဒီစိတ်ခံစားမှုနှစ်ခုကဈေးကွက်ကိုဘယ်လိုပုံဖော်နေလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်လောဘကိုရာအုံကိုဖြစ်စည်းပြတဲ့ရာတကူဖြစ်ပုံဖွေဟတာကိုသတိထားကြည့်ကြပါဒီအဖြစ်ဆွမ်းအာကပဲကျွန်တော်တို့ရဲ့ဇလန်းကိုအစားပြုတ်ပြီးမှာပါ ဇေဝတ်ဆိုတာကင်းကနန်းနေစစ်ပွဲတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာစိတ်ခံစားမှုတွေအပြိုင်မှုတစ်ခုပါပဲ။တစ်ဖက်မှာလောဘကအပေါ်ကိုတွန်းတင်နေပြီးနောက်တစ်ဖက်မှာတော့ကြောက်ရွံ့ခြင်းကအောက်ကိုဆွဲချနေတာပေါ့။ဒီစိတ်ခံစားမှုတွေကယင်းနှမြုံနှံတူတွေရဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုအဆုံးဖြတ်ပေးနိုင်လဲဆိုတာကြည့်လိုက်ကြရအောင်။ theory တွေချီးပဲပြောနေတာထက်လွတ်တွေ့ဘောကဇလန်တပုတ်ကပုံပြီးထီရောက်ပါတဲ့။ဒီဇလန်ကယင်းနှမြုံနှံတူနှစ်ယောက်ရဲ့ကံကြမ္မာကိုလောဘက ဘယ်လိုပြောင်းပြန်လှန်ပြီးခဲ့လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားမှာပါတက်နစ်ကိုအမြင့်ငွေလေးတာရခိုက်နုံးမယ်ဒီကန်လှန်ချက်ကိုကြားလိုက်ရရင်ဘယ်လိုနီးမလဲတော်တော်လေးစိတ်လှုပ်ရှားစရာကောင်းတယ်ဟုတ်တယ်မလားဒါဟာလောဘရဲ့တကားခောက်တန်ပါပဲဒီနေရာမှာပဲလမ်းနှစ်ထွေ꿰သွားတာပါတယောက်ကတန်တရားမျက်လုံးနဲ့ကြီးနေတဲ့အချိန်မှာနောက်တယောက်ကတော့မျက်လုံးထဲမှာဒေါ်လာပုံးတွေကိုပဲမြင်ရောက်နေခဲ့တာပေါ့တယောက်ကအန်ဒရယ်ကိုမြင်ပြီးနောက်တယောက်ကတော့အခွင့်အရေးကိုပဲမြင်ခဲ့တာပါ ဒါကတကယ့်ကိုရွှေစည်းမြင်းတစ်ခုပါပဲယင်းဤမြို့နာမှုတစ်ခုမအောင်မြင်ခဲ့ရင်တောင်ကိုယ့်ရဲ့နေစဉ်ဘဝကိုမထိကိုက်စေရဘူးဆိုတဲ့စည်းမြင်းပေါ့ဘာလို့လဲဆိုတော့ပိတ်ဆံဆုံရှုံတာထက်ပိုဆိုးလာကကိုယ့်ရဲ့စိတ်ငြိမ်ချမ်းမှုကိုပါဆုံရှုံရတာဖြစ်လို့ပါပဲသူတို့နှစ်ယောက်ရဲ့ချင်းကပ်ပုံကနေနဲ့ညလိုကိုကြွားချားသွားပါပြီစာရေးသူကတွက်ချက်ပီတာဆွန်းစားမှုတစ်ခုကိုယူလိုက်တဲ့အချိန်မှာသူ့တငငချင်းကတော့လောဘရဲ့အတွန်းအာနှုတ်ကိုလိုက်ပြီးအရာအလုံးကိုပုံအောလိုက်တာပါပဲ။ ကဲလောဘဆိုတဲ့မျိုးစိတ်ကနီးဘလို့အစိတ်ထက်အဖြစ်နီးပေါက်ဖွာလာမလဲဆိုတာကြည့်လိုက်ကြရအောင်တီချင်းစရာကပြိုလဲမှုတစ်ခုရဲ့ဇလံကိုပြောပြနေပါတယ်အစာပိုင်းမှာတော့အမျက်ငွေတွေအများကြီးဝင်လာတယ်ပြီးတော့အရင်သစ်ပွဲလောဘကပူပူကြီးလာခဲ့တာပေါ့ဒါပေမဲ့ရချောက်စီအကျွေးမှာပဲအရာအလုံးကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်အိမ်မက်ကနီးအိမ်မဆိုးအဖြစ်ပြောင်းလဲသွားပြီးဘဝတစ်ခုလုံးပြိုလဲသွားခဲ့ရလာပါဒါကြောင့်မို့လောဘဆိုတာရိုးရိုးလိုချင်စိတ်တစ်ခုမဟုတ်ပါဘူး ။ဒါဟာချိုးတာတဲ့ဂတိတွေပေးပြီးနောက်ွယ်ကောင်းနေဖြက်စီပြက်တတ်တဲ့တတ္တဝါတကောင်လည်းတူပါတယ်။သူငယ်ချင်းပြတ်သူရဲ့ဇလန်းကဒီသင်္ကန်းဆောင်ကိုရှင်းရှင်းလင်းလင်းတတ်သိပြသွားတာပါပဲ။ကိုယ့်ရဲ့လူအပ်ချက်ထက်လောဘကပူယူသွားတဲ့အခါပျက်စီးခြင်းလန်းဆောင်ကိုကိုယ်တိုင်ဖောက်လိုက်တာနဲ့ဘာမှမတူပါဘူး။တောင်းပြီးလောဘရဲ့အကျိုးဆက်တွေကြောင်းပြပြပြီးဆိုတော့သူရဲ့စွမ်းထက်တဲ့အသွေးအဖော်ဖြစ်တဲ့ကြောက်ရွံ့ခြင်းအကြောင်းကိုဆက်ကြည့်လိုက်ကြရအောင်။လောဘကြောင့်ငွေတွေဆုံးရှုံးသွားတဲ့အခါဘာဆက်ဖြစ်လာပါလဲ။ဟုတ်ပါတယ်။ အဲ့နေရာကိုကြောက်ရွံ့ခြင်းကဝင်လာတာပါပဲရုတ်တရက်ဈေးကွက်ထားပြောစရာကစားကွင်းကြီးတစ်ခုမဟုတ်တော့ဘဲနဲ့ကြောက်စရာနေရာတစ်ခုဖြစ်လာပါတော့တယ်ဒီအဆိုကကြောက်ရွံ့ခြင်းရဲ့စွာအားကိုမိမောင်းထိုးပြနေတာပါဒါဟာအယောင်းဝယ်မှာတင်မကပဲကျွန်တော်ရဲ့အောင်မြင်မှုလမ်းကြောင်းတိုင်းမှာအကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်နေတာပါတယ်အရောင်းဝယ်မှာကြောက်စိတ်နဲ့မျိုးရှိပါတယ်တမျိုးကတော့ဆုံးဖြတ်ချက်မချနိုင်အောင်လက်ဒီချီတွေမလုံနိုင်အောင်ခြုံနှောင်ထားတဲ့ကြောက်စိတ်မျိုးပေါ့ နောက်တစ်မျိုးကတော့ဈေးခွက်ရဲ့အစွမ်းကိုလေးစားပြီးတတိနဲ့ဆက်ဆင်စီတဲ့ကျန်းမာတဲ့ကြောင်စိတ်ပါဈေးခွက်ကိုသမုဒ္ဒရာကြီးတစ်ခုလိုလင်ကြည့်လိုက်ပါ သူ့ရဲ့စွမ်းအားကိုလေးစားမှုမရှိရင်ဘန်တန်ရဲ့အရာနစ်မြုပ်သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့သမုဒ္ဒရာကြီးလိုပဲဈေးခွက်မှာတနာကျင်တတ်မှုဆိုတာလုံးဝမရှိလို့ပါပဲကဲအခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒီအစွမ်းထက်တဲ့စိတ်ခံစားမှုလေကိုရန်သူဖြစ်ခဲ့တဲ့အကောင်းဆုံးမဟာမီဖြစ်ဘယ်လိုပြောင်းလဲအသုံးချမလဲဆိုတာကြည့်လိုက်ကြရအောင် ထရေးဒါများစုကဒီစိတ်ခံစားမှုကြီးပြောင်းပြန်အသုံးချမိကြတယ်။ဆိုလိုတာကသူတို့ကအရှုံးတွေကိုမျှော်လင့်ပြီးမြက်တွေကိုကြောက်ရွံ့နေကြတယ်။ဒါပေမဲ့အောင်မြင်တဲ့ထရေးဒါတွေကတော့ဒါကိုပြောင်းပြန်လန့်လိုက်ပါတယ်။သူတို့ကအရှုံးတွေကိုကြောက်ရွံ့ပြီးမြက်တွေကိုမျှော်လင့်ကြပါတယ်။ဒါဆိုရင်မန်ကန်နဲ့စနစ်တဘောထားကပဲလို့လေ။အရန်ရှင်းလာရဲ့ပထမဆင့်ကကိုယ့်ရဲ့အရှုံးတွေကိုကြောက်ပါ။ဆိုလိုတာကကိုယ့်ရဲ့ငွေရင်ကိုအမြဲကောက်ွယ်ပြီးမကောင်းတဲ့ထရေးဒါတွေကနေမြန်ထွက်ပါ။ဒုတိယဆင့်ကတော့ ကိုရဲ့အမျက်ကြည်တိုးပေါကိုမျောလင့်ပါဈေးကွက်ရဲ့ဥဒိညာကိုနားလေပြီးအောင်ငင်းနေတဲ့ထရီဒီကိုသူ့အလားအလာအဖြစ်ဝါအထီရောက်အောင်စောင့်ပါနောက်ဆုံးအနေနဲ့ဒီချစ်ကိုတတိယပါအယောင်းဝယ်မှာအရှုံးဆိုတာရှောင်လွဲလို့မရပါဘူးဒါပေမဲ့အဲ့ဒီအရှုံးဒီကိုကြာရှုံးမှုအဖြစ်မဟုတ်ပဲပိုကောင်းတဲ့ခြေရာတယောက်ဖြစ်လာဖို့အတွက်တင်ယူရတဲ့သင်ခန်းစာတွေအဖြစ်ပြောင်းလဲလိုက်ဖို့ပါပဲကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအတို့ချိုးပြန်ကြည့်အောင်ဈေးကွက်ကိုလွှမ်းမိုးထားတဲ့လောဘနဲ့ကြောက်ရွံ့ခြင်းကိုနားလဲရမယ် ိုတက်နိုင်မှထပ်ဘရောမှာပုံမစွန်စားရဘူးပြီးတော့အရေးကြီးဆုံးကအရှုံးကိုကြောက်ရွံ့ပြီးအမျက်ကိုမျောလင်းတက်တက်စိတ်ထားကိုမွေးမြူနိုင်မှသာဒီကစားပွဲမှာရေရှည်ရှင်းသက်နိုင်မှာပါဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်မှာ ကိုကိုကိုပလန်မေးချီကိုမေးခွန်းတစ်ခုထားခဲ့ခြင်းပါလေကိုရဲ့ဗန်ဒာရေးဆိုင်ရာဆုံးဖြတ်ချက်တီကိုဘေးစိတ်ခံစားမှုကထိမ့်ချုံနေတယ်လေမျောလင်းချက်လားဒါမှမဟုတ်ကြောက်ရွံ့ခြင်းလားဟုတ်